မိင်္ဂလာပါမိင်္ဂလာပါဒေသိပြပါပါโอเคမိင်္ဂလာပါဒေသိပြပါပါအဲ့တော့ဒီနေ့မနက်မှာတော့เนาะဒါကျွန်တော်တို့ဒီ live လေးပေါ့เนาะဒါကျွန်တော်တို့လွတ်มาမယ်ဒီ live ကဒါကျွန်တော်တို့နိုင်ငံကြီးအခွင့်အရေးအတိအကျအတွက်လဲဒါကျွန်တော်တို့အကျိုးရှိပါအကျိုးရှိပါစေလိမ့်မယ်ပြီးတော့မှနေဆက်ရေးရအတွက်လဲအကျိုးရှိပါစေလိမ့်မယ်เนาะအဲ့တော့ဒီနေ့မနက်မှာနည်းနည်း live လေးဒါကျွန်တော်စကားပြောပါမယ်เนาะ live လေးဖြစ်တယ် ဲ့တော့အခုဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဒါပြည်ရင်းပြည်ပါမှာရှိနေတဲ့မိဘကြီးကိုမောင်နှမတွေအားလုံးကစိတ်ဝင်စားဆုံးတော့အချိန်ကိုရောက်နေတယ်နော်စိတ်ဝင်စားဆုံးတော့အချိန်ကိုရောက်နေတယ်အဲ့တော့မြေပြင်လက်ရှိအခြေအနေကတော့ဒီကြားဖြန့်နဲ့ပတ်သက်တဲ့အရာတွေကတော့ဒါကျွန်တော်တို့တွေ့မြင်ရသလောက်ပေါ့နော်တွေ့မြင်ရသလောက်သိရှိရသလောက်ကတော့ဒါအမှန်တမ်းပြောရမယ်ဆိုလို့ရှိရင် ဟိုကြားဖြတ်နေရဖျားသုံးစုဘက်ကိုဖျားသုံးစုဘက်ကိုပြန်ပြီးတော့မှအထိုင်ချနေပါတယ်လို့ဒါကျွန်တော်ပြောပြချင်ပါတယ်။တော့ဖျားသုံးစုဘက်ကိုအထိုင်ပြန်ချနေတယ်ဖျားသုံးစုဘက်ကိုပြန်ပြီးတော့မှဝင်နေပါတယ်။တော့ဖျားသုံးစုဘက်မှာပြန်အထိုင်ချတယ်ဖျားသုံးစုဘက်ကိုပြန်ပြီးတော့မှဝင်နေပါတယ်လို့ဒါကျွန်တော်ပြောပြချင်ပါတယ်။အဲနောက်မော်လမြိုင်ဘက်ကိုလည်းဒါတို့အရွှေပြောင်းခဏနားခိုးဖို့အတွက်တို့ရွှေ့နေတယ်။နောက်ဖအံဘက်ကွာပေါ့နော်ဖအံဘက်လည်းတို့နားခိုးဖို့အတွက်ရွှေ့နေတယ် ဒီကြားဖြတ်နေရဘလောင်းထီတော်မှသူတို့ရှိတယ်လဲဆိုလို့ချင်းဟိုးနေယူချောင်းသာဟိုတယ်မဲ့ဟိုတယ်ရိုက်ဆက်စရာမလို့အဲ့ဒီနေယူချောင်းသာဟိုတယ်ကိုဝင်စစ်ကြည့်လိုက်အဲ့ဒီမှာလည်းကြားဖြတ်နေရှိတယ်နော်အဲ့တော့မြန်မာနိုင်ငံအနှံ့ဒေတာအနှံ့ကိုသူတို့ခိတ္တကနာပေါ့နော်တင်းဆောင်နဲ့အချိန်ဖြစ်တယ်အဲ့တော့တင်းဆောင်နဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်အခုရှေကုတ်ကူကိုကျွန်တော်တို့ဒီတည်င်းလွှင့်လာတာကတည်င်းလွှင့်လာတာကသူတို့ကြားဖြတ်နေကိုဖြိုခွင်းပြတယ်တို့ ဂျာဖြန့်တွေကိုမောင်းထုတ်ပြတယ်လို့သူတို့အဲ့ဒါတွေကိုသူတို့တွေကဒါနိုင်မောင်စော်တို့ကနေပေါ်မှာတရင်လွှင့်တယ်အဲဒီအရာတွေကအမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်သူတို့မြောက်ပြည်မျိုးသူမျိုးသားတွေကိုသူတို့လိန်နေတာပဲနောက်ဖန်အမရှိနေတဲ့မျိုးသူမျိုးသားတွေကိုသူတို့လိန်နေတာပဲမော်လမြန်မှာရှိနေတဲ့မျိုးသူမျိုးသားတွေကိုသူတို့လိန်နေတာပဲပြီးတော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကိုသူတို့လိန်နေတာပဲဘာဖြစ်လို့လဲဆိုတော့ဒီရွှေကုတ်ကိုရွှေကုတ်ကိုမှာရှိနေတဲ့ဒီကြားဖြန့်နေเนาะဒီ ဒီຢာတွေအားလုံးဒီကက်ဆီနိုတွေတော်တော်များများအားလုံးအားလုံးကိုသူတို့ပဲလုံခြုံရေးပေးတယ်လေဗျာ။နောက်သူတို့ပဲလုံခြုံရေးပေးတယ်။သူတို့ပဲလုံခြုံရေးပေးတယ်။နောက်သူတို့ပဲဒီလုံခြုံရေးပေးတဲ့အရာတွေအားလုံးသူတို့ပဲလာတာပြန်ပေးတယ်။နောက်တာမြေးပြမှာမယုံရင်အဲ့ဒီမှာမျိုးလူမျိုးသူမျိုးသားတွေကိုမေးကြည့်။ကျွန်တော်တို့အခုထောက်ပြတဲ့အရာတွေမျိုးလူမျိုးသူမျိုးသားတွေကိုမေးကြည့်။နော်။ဖားအမရှိနေတဲ့မျိုးသူမျိုးသားတွေကိုမေးကြည့်။နော်။အဲ့တော့ သူတို့တွေကဒီနေဆက်ရရအကျိုးကိုဆောင်ရွက်သလားဆိုတော့နေဆက်ရရအကျိုးသူတို့ဆောင်ရွက်တာတစမ်းမှမရှိဘူးပြောရင်ဒါဒီအာဒီဒီကျွန်တော်တို့နေဆက်ဒီဟိုဟိုဟိုအားဖြစ်ပါတယ် BGF ဖြစ်ပါတယ်လို့ဘာလို့သူတို့ကပြောတာဒါပေမဲ့သူတို့နေဆက်အကျိုးတကယ်ဆောင်ရွက်သလားဆိုနေဆက်အကျိုးဘာမှမဆောင်ရွက်ဒူစီအိုက်မောင်ခိုခိုင်းနေပြီပဲဒူစီအိုက်မာဖီးယားခိုင်းနေပြီပဲဒီအတိုင်းမဲ့သူတို့သွားနေဒီအတိုင်းမဲ့အလုပ်လုပ်တယ် အဲ့တော့အဲ့ဒီအောက်မှာဘာဘာလောက်ကြလဲဆိုတော့ဒီမာဖီးယားဂိုင်းနေပေါ့နော်မာဖီးယားဂိုင်းနေဒီကြာပြန်ဂိုင်းနေဒီမောင်ခိုဂိုင်းနေကို လုံခြုံရေးပြန်ပေးရတယ်လုံခြုံရေးပြန်ပေးရတယ်အဲ့တော့မှသူတို့လာတာပြန်ပေးတယ်။နော်။တချို့ဘတ်2000တချို့ဘတ်3000တချို့ကဘတ်5000တချို့ကဘတ်8000ဘတ်1000 1000ခွင့်2000ဒီသူတို့ပေါက်ကြတယ်။လုံခြုံရေးပြန်ပေး ဒီကြားထဲမှာမှဒီကြားဖြတ်နေကိုဒါကျွန်တော်တို့အအရွှေအပြောင်းလေးလုပ်ပြီးလို့ရှင်မြန်မာငွေ300တရာဒီပေါက်တယ်မြန်မာငွေ300တရာဒီပေါက်တယ်ကြားဖြတ်ဒီတကယ်ဟို အကြီးစားကောင်တွေကိုရွှေ့ပြီးလို့ရှင်300တရာဒီပေါက်တယ်အဲ့တော့သူဒါပဲသူတို့လှုပ်ရှားကြတယ်ဒီဟာပဲလှုပ်ရှားကြတယ်ဒီလမ်းကြောင်းတွေကိုသူတို့တွေဒီလုံုံရင်းယူပြီးတော့မှဒီဟာတွေကိုလှုပ်ရှားခိုင်းစားကြတယ်ဒါနဲ့ပဲသူတို့ရှင်တန်ကြတယ် ဲ့တော့ဒီຢာတွေကိုနိုင်မောင်သွားအကုန်လုံးဖုံးပြီးပြောမှဟိုဟိုကဖြစ်ပါတယ်ဒီຢာဖြစ်ပါတယ် तू ပြောနေတာဟိုအပါတိုက်ပြောပြီးဆိုလူကြီးတယောက်ရဲ့ဂုံသိက္ခာတော့မရှိတော့ဘူး तू ပြောနေတာ तू ယူထားတဲ့ຢာဒူးတော့ဗလေးစားတတ်ဖို့ထားမှုတော့မရှိတော့တဲ့ပုံစံမျိုးတည်း तू တရေသာရှင်းလေးဖွဲ့ तू လုံနေရတဲ့ပုံစံအခြေအနေမျိုးဖြစ်တယ်ဘာဖြစ်လို့လဲသူရဲ့လက်ပေါင်းပါတတ်ထားတဲ့ဗတ်တစိတ်တွေတဲ့ချားဖြတ်တွေကိုရွှေ့ပေးနေတာလေ။ သူ့ရဲ့ဒီနိုင်မောင်ဆိုရင်ဒီဒီဒီလက်မောင်းဘတ်တစိတ်မှာတရှိနေတဲ့ဒီလိုဘတ်တစိတ်တွေနဲ့ဒီကြားဖြန့်ဒီဒီတရုတ်တွေကိုရွှေ့ပြေးနေတာလေလှုပ်ပြေးနေတာလေတပုံကြီးပဲနဲတာမှမဟုတ်လားအဲ့ဒီဘက်မှာတော့ဒါကျွန်တော်တို့အင်တာနက်တွေဖြတ်ထားတာပေါ့အခုအင်တာနက်တွေဖြတ်တယ်ဒီကြားဖြန့်တွေကိုအင်တာနက်ဖြတ်တယ်ဒီလုပ်ငန်းတွေကိုအင်တာနက်ဖြတ်တယ်နောက်မြောက်တွေမြို့သူမြို့သားတွေအင်တာနက်ဖြတ်တယ်နောက်ဘက်မှာဒီ ဖုန်းလိုင်းနေဖြတ်တယ်နောက်ပြီးမှမီးလိုင်းနေဖြတ်တာလဲဆိုတဲ့အရာတွေအားလုံးကတကယ်တကယ်တော့သတင်းအမှောင်ချလိုက်တယ်လို့တော့ဖြစ်သွားတယ်ဘာမှမသိရတော့ဘူးအထက်ထဲတကယ်တော့အထက်ထဲမှာလူစိုက်မောင်ကိုခိုင်းရလုပ်ငန်းအရန်ကိုရှင်းတန်းပြီးတော့မှဒီရာတော်တော်လေးကိုပြန့်နှံ့နေတာအထက်ထဲပွားထားနေတာဒါအမှန်တရားပဲအဲ့တော့မိဘကြီးကိုပေါ့တော့ပါဗျာเนาะသူတို့ကပွင့်လင်းမြင်တာမှုရှိတယ်ပွင့်လင်းမြင်တာမှုရှိတယ်ဆိုတော့ ဒီကိစ္စတွေကတထိုင်နဲ့တလချင်းအတွင်းအကုန်ရှင်းထုတ်လို့ရတဲ့ကိစ္စဒီနေ့ဒီချိန်ဒီဒီကိစ္စမပြတ်သေးဘူးဆိုရင်သူတို့စိန်ပြေလက်ပြေမြန်မာနိုင်ငံထဲမှာကြားဖြန့်ကိုထပ်ပြီးတော့မှခြေကုပ်ယူလို့ရအောင်အချိန်ဆွဲထားတာဒါရှင်းရှင်းလေးပဲသူဖျားသုံးသူပါမှသူတို့ အခြေချဖို့အတွက်သူတို့လုံလုံနေတယ်ပြင်ဆင်နေတယ်နော်ပြင်သူတို့ကြားဖြန့်နဲ့ပတ်သက်ပြီးတော့မှသူတို့အဆောက်အဦတွေထပ်ဆောက်ဖို့အတွက်သူတို့ပြင်ဆင်နေတယ် အစာဥတွေထပ်လုပ်ဖို့အတွက်တို့ပြင်ဆင်နေတယ်။အဲ့အတွက်ဒီကိစ္စတွေကိုဒီတန်းမှာတို့ကဝှေ့လေကြောင်ပဲအကောလုံးသူဖြိုးပြတယ်။ဒါပေမဲ့တီဆောက်ဒီကြားပြန်တွေကိုအစာထိုးတီဆောက်မဲ့နေရာတွေတို့မပြ။ဖြိုးပဲဖြိုးပြတယ်။ဒါပေမဲ့ဒီကြားပြန်တွေကိုအစာထိုးတီဆောက်မဲ့နေရာတို့မပြ။ဒါပေမဲ့ဘသူတွေသိလဲ။ပြည်သူတွေသိတယ်။နေကန်တွေသိတယ်။ဒီနေရာလေးမှာဒီကြားပြောင်းဖြိုပြတော့မှဘယ်နေရာမှာထပ်ပြီးတော့မှညီအစားထိုးမယ်ဘယ်နေရာမှာဆက်ပြီးတော့မှ တည်ဆောက်မယ်ပလန်တွေကရှိပြီဒါဒီကြားပြတ်နေရမြန်မာနိုင်ငံထဲမှာကင်းစင်သွားမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကဘာနဲ့စီးပွားရေးအခြေအဆက်အမှန်ပေါ်လာမှာဒီကြားပြတ်နေရှိနေသေးရတော့ကျွန်တော်တို့မြန်မာနိုင်ငံကကြီးရ black list ကြီးပဲဖြစ်နေဦးမှာလူငယ်တွေမျိုးဆက်တဲ့အားလုံးမာဖီးယားဂိုင်းတွေရဲ့ကျွန်းနေဖြစ်နေမာဖီးယားဂိုင်းတွေရဲ့ကျွန်းနေဖြစ်ပဲငွေမဲတွေရဲ့ကျွန်းဖြစ်မဲ့လူငယ်တွေမျိုးဆက်တဲ့တရား ဘယ်တော့ကမှကဘာကြီးနဲ့နီးမလမ်းမစီးပွားရေးလမ်းကြောင်းအမှန်ပေါ်ရောက်နိုင်မှာမဟုတ်ဘူးကဘာကြီးနဲ့ချိတ်ဆိုင်တော့မှအလုလုတဲ့လမ်းကြောင်းအမှန်ပေါ်ဘယ်တော့မှရောက်မှာမဟုတ်ဘူးအဲ့တော့ဒီကြားပြန်းနေကမြန်မာနိုင်ငံရဲ့မျိုးဆက်တဲ့လူငယ်တွေအဲ့ဒီထဲမှာမှပညာရှင်တွေပေါ့ ID ပညာရှင်တွေသူတို့ဒီထဲမှာအကုန်လုံးကဖျက်ဆီးပလိုက်တယ်လွန်လွန်နဲ့ဒီငွေရနေပြီလွန်လွန်နဲ့ပတ်ဆံရနေပြီလွန်လွန်နဲ့ဒီလိုမျိုးဟာတွေရနေပြီဆိုတဲ့အခါကျတော့ မြန်မာနိုင်ငံရဲ့ဒီနီးမှန်လမ်းမှန်နဲ့တည်ဆောက်မဲ့ ID နီးပညာရှင်တွေကနောက်ဆုံးခေတ်ပြတ်စနစ်ပြတ်ကြီးထဲမှာဒီထဲမှာသွားအလုပ်လုပ်ကြတယ်။ဒီကြားဖြတ်နေထဲမှာအလုပ်လုပ်ကြတယ်။တချို့ဆိုလို့ရှိရင်တရုတ်စာရတယ်တရုတ်စကားရတယ်ကွန်ပျူတာကျွမ်းတယ်ဒီထဲမှာသွားအလုပ်လုပ်တယ်။ပြီးတော့ຫນွေဥတော်လိုင်းကြီးမှာတကယ်တော်လိုင်းကြီးနဲ့ပတ်သက်ပြီးနင်းနင်းကကလုံနေတဲ့အဖွဲတွေမြေပြင်အဖွဲတွေကအိမ်မပြန်ရအောင်ဒီကြားဖြတ်နေရအိမ်ပြန်ရတယ်ဒီကြားဖြတ်နေရနေရာပြောင်းရွှေ့ခွင့်ရတယ်ဒီကြားဖြတ်နေရသူတို့အခြေစက်နဲ့သူတို့ အလုပ်တွေကိုစီရွှေ့ပြောင်းခွင့်ရတယ်အဲ့လိုတွေဖြစ်အဲ့တော့ဒီကြားထဲနေကင်းစင်သွားမှသာလဲမြန်မာနိုင်ငံရဲ့စီးပွားရေးလူမှုရေးပညာရေးလူဆွမ်းအရင်းမြစ်အမှန်တရားတွေကပေါ်လာနိုင်ငံကိုဥစားမဲ့သူတွေနိုင်ငံကိုတဲ့မဲ့မဲ့လူတွေက နိုင်ငံကိုဥဆောင်မဲ့သူတွေနိုင်ငံကိုတက်မဲ့မဲ့သူတွေကဒီသဘောတဘာဝတွေအားလုံးအားလုံးကိုကြောခိုင်းထားကြတယ်အဲ့တော့ဒီကြားဖြတ်တွေကတရုတ်ကွန်မြူနီကစနစ်တကျနဲ့မွေးထုတ်ထားတဲ့ဟာတွေကြီးပဲမြန်မာနိုင်ငံကိုဖျက်ဆီးဖို့အတွက်မြန်မာမျိုးဆက်တဲ့လူငယ်တွေရဲ့အနာဂတ်တွေကိုဖျက်ဆီးဖို့အတွက်စနစ်တကျနဲ့လုပ်နေတဲ့အရာတွေကြီးပဲ အခုဒီလီကြားဖြတ်နေပေါ်လာတယ်ထိုင်းနိုင်ငံကိုကျွန်တော်တို့ကရှင်ပြမယ်ကျွန်တော်နှစ်နိုင်ငံဒီလိုဖြစ်နေတဲ့နေရာမှာကျွန်တော်တို့ကရှိနေတဲ့အတွက်ကြောင့်ထိုင်းနိုင်ငံမှာရှိနေတဲ့မျိုးဆက်တဲ့လူငယ်တွေကသူတို့ဒေတာပေါ့နော်သူတို့ဒေတာဒီပြည်တွင်းထဲမှာရှိနေတဲ့အသေးစားအလက်စားလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မှ ထုတ်ကုန်တွေကိုတညတညကိုမြန်မာငွေနဲ့တွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်3000ကျော်ရှိတယ် ဘက်တန်းနှစ်တန်းသုံးတန်းလေးတန်းငါးတန်းအဲ့လိုမျိုးလိုက်လွင့်ပြီးတော့မှရောင်းလို့ရနေတဲ့အချိန်သူတို့နိုင်ငံကိုအကျိုးပြုနေရတဲ့အချိန်မြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေကြတော့ကြားဖြန့်နေရဲ့အတုံးတော်ခံနေရောက်နေတယ်မြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေကကြတော့မာဖီးယားဂိုင်းတွေရဲ့အတုံးတော်ခံနေရဲ့ဘဝတွေကိုရောက်နေတယ်။နောက်မြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေကကြတော့ဒီတရုတ်ကွန်မြူနီနဲ့မွေးထုတ်ထားတဲ့ ဒီကြားဖြန့်နေပေါ့ကြားဖြန့်နေရဲ့အတုံးတော်ခံနေရဲ့ဘဝတွေကိုရောက်နေမြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေကလုံးဝကိုမြန်မာနိုင်ငံပြန်လဲတက်မှတ်ဖို့မြန်မာနိုင်ငံပြန်လဲကောင်းစားဖို့မြန်မာပြည်မှာရှိနေတဲ့ဒေတာကန်စီဝါးကြီးတွေပြန်လဲတက်မှတ်လာဖို့အတွက်ကိုတစ်စက်မှတော့မှထိုးထိုးတောင်တောင်မလုံနိုင်တော့ထိုင်းဘက်မှာကျတော့တလားကိုထိုင်းဘက်ကလူငယ်ဒါလူငယ်မှလူငယ်ပြန်ရှင်ရတာကိုဒါကျွန်တော်တို့ပြန်သုံးသက်ကြည့်လို့ဖြစ်ထိုင်းဘက်မှာရှိနေတဲ့လူငယ်တွေကြတော့သူတို့နိုင်ငံအတွက်ကိုသူတို့ပတ်စံရှာပေးတဲ့အခါမှာ တကယ်ဒီသားထွက်ထုတ်ကုန်တွေနဲ့သူတို့ရှာပေးတဲ့အရာတွေအားလုံးအားလုံးတော်တော်များများအဲတညကိုဘတ်သန်းရောင်းရတယ်နှစ်သန်းရောင်းရတယ်သုံးသန်းရောင်းရတယ်တချို့အရန်တော်တဲ့လူတွေဆိုလို့ရှိရင်ဘတ်၄သန်း၅သန်းထိတော့မှဈေးရောင်းနေရတဲ့အချိန်ကျောင်းမြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေကြတော့ကြားဖြန့်ရဲ့အသုံးတော်ခံဘဝတွေရောက်နေကြားဖြန့်ရဲ့သားကောင်ဖြစ်နေတယ်တရုတ်ကွန်မြူနီရဲ့သားကောင်တွေဖြစ်နေတယ်မာဖီးယားခိုင်းနေတဲ့သားကောင်တွေဖြစ်ပြီးတော့မှ အဲ့ဒီကြားတွေထဲမှာကျွန်တော်တို့တွေရဲ့လူငယ်တွေမြန်မာနိုင်ငံမှာရှိနေတဲ့လူဆွမ်းအားအရင်းမြစ်လူငယ်တွေရဲ့ဘဝတွေကပျက်စီးနေတယ်လူကုန်ကူးမှုပြီးရင်အဲ့ကြားတွေထဲမှာပတ်စံလွယ်လွယ်လေးရအောင်မွေးရေးစေဝါရင်ခြေကျုံဘဝကိုပြန်ရောက်တယ်မွေးရေးစေဝါရင်ခြေကျုံရဲ့ဘဝကိုရောက်နေတယ်ဒီလိုဘဝတွေထဲမှာကျင့်လည်နေရတယ်ဒီလိုဘဝတွေထဲမှာရှင်သန်နေရတဲ့ဘဝကိုရောက်သွားတယ်ပျက်စီးသွားတာပေါ့ဗျာဒါကျွန်တော်ပြောရမယ်ဆိုပျက်စီးသွားတာပေါ့ပြောရမယ်ဆိုကျွန်တော်ဖြစ်ပါတိုက်ကြရဲ့ လူငယ်တွေရဲ့အနာဂတ်ကရင်းလေးစရာပဲဒါပေမဲ့အခုအမေရိကန်ကဝေချလာတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တတ်ကြဘူးတော့မပီးမပီးတော့ပဲအနေထားမျိုးကတော့ရောက်နေပြီပေါ့နော်မပီးတော့ပဲအနေထားရောက်နေပြီပေါ့အဲ့တော့အခုဒီကြားပြန်အနေနဲ့ပတ်သက်ပြီးတော့မှတင်းစားရှင်းလင်းပွဲလုပ်နေတဲ့နိုင်မှာစခင်ဗျားတို့အရင်လတွေတော့အရင်နှစ်တွေတော့ဘာနဲ့ထမင်းစားလဲမေးကြည့်လိုက်နိုင်မောင်ဆိုမင်းဘာနဲ့ထမင်းစားလဲမေးကြည့်လိုက်ဒီကြားပြန်တင်းစားရှင်းလင်းပွဲလုပ်တဲ့နိုင်မောင်ဆိုမင်းဘာနဲ့ထမင်းစားခဲ့တယ်လဲမေးကြည့်လိုက် ီကြားပြန့်လုပ်ငန်းနဲ့ပဲသူတို့တွေဒီလေဒီကြားပြန့်နေရနေရတဲ့လက်တွေလက်ထိုးတာတွေနဲ့ပဲသူတို့ထမင်းစားခဲ့ကြတာပဲဒီမှောင်ခိုလုပ်ငန်းနေရနေသူတို့ထမင်းစားခဲ့ကြတာပဲမေးကြည့်လိုက်ဒီကနေ့မှသူတို့ထမင်းစားတာပဲနမောသောမေးကြည့်လိုက်မင်းတို့ဘာနဲ့ထမင်းစားလဲမင်းတို့ဘာနဲ့ယက်တိကြလဲဘလို့ယက်တိခဲ့လဲမင်းတို့တိန်တောင်းချီတဲ့အရာတွေအိမ်ဒီမင်းတို့ဘာနဲ့ဆောက်ခဲ့ကြလဲနမောသောမင်းတို့တိန်တောင်းချီတဲ့အိမ်တွေမင်းတို့ဘာနဲ့ဆောက်ခဲ့ကြသလဲ မင်းတို့ဘလို့ဝင်ငွေရှာခဲ့ကြလဲဒီကြားပြဲနဲ့ပဲသူတို့ပတ်ဆံရှာခဲ့ကြတာပဲဒီကြားပြဲတတိမာဖီးယားဂိုင်းတွေကနေပါမှာသူတို့လက်ထိုးတဲ့အရာတွေနဲ့ပဲသူတို့တွေဒီလောက်ခဲ့ကြတာပဲဒါပေမဲ့ဒါနိုင်မောင်းတော်တယောက်တည်းလားဆိုမဟုတ်ဘူးအများကြီးပါတယ်အဲ့ဒီထဲမှာတဆက်သေးတွေပဲဒါပေမဲ့သူတို့သတင်းစာရှင်းလင်းပွဲလုပ်တာယုတ်တိရှိလာတော့ဒီချိန်မှာဘယ်သူမှယုတ်တိကိုမရှိတာဒီချိန်ကပြည်သူလူထုတရားစင်နဲ့အချိန်ရောက်သွားပြီအခုဒီကြားပြန်ကိစ္စတွေကိုတရားစင်မဲ့လူက ရှင်းရှင်းဝူးဝူးပြောမလို့မြောက်ဥရီမျိုးသူမျိုးသားတွေပဲသူတို့တရားစင်လေဘာဖြစ်လို့လဲဒီကြားပြန်နေရဲ့အကြောင်းအရာတွေအားလုံးကိုမြောက်ဥရီမျိုးသူမျိုးသားတွေအသေးစိတ်သိတယ်။နောက်အဲ့ဒီမှာရှိနေတဲ့သူတွေအသေးစိတ်သိတယ်။ဒီကြားပြန်နေရှိနေခြင်းအဖြစ်ကျောင်းမြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေရဲ့ဘဝတွေဟာပျက်စီးတယ်ဆုံးရှုံးမှုတွေဖြစ်တယ်။ငွေမဲကြေးကြုံနေပြီဘဝကို ရောက်သွားတယ်အခုလည်းဒါကြားဖြတ်နေရသူတို့နေရာတွေထက်ရွှေ့နေတယ်ဘယ်နေရာမှာအခုဒါကျွန်တော်တို့သိရတဲ့လောကတော့ဖရာသုံးစုမှပြန်အခြေတည်နေတယ်အဓိကလှုပ်ပေးနေတဲ့လူတွေကိုလည်းကျွန်တော်တို့သိတယ်ဘယ်သူဘယ်သူတွေကလှုပ်ပေးနေရလဲဘယ်ပုံကိုယ်တွေကလှုပ်ပေးနေပါလဲအဓိကတည်ပေးနေတဲ့လူတွေလည်းကျွန်တော်တို့သိတယ် ဲ့တော့ရွှေကုတ်ကူဆိုတာကတိဟိုရုပ်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 ဖြစ်တာဖြူခွဲပြပြီလို့သူတို့ပြောပြနေတယ်တကယ်တော့မဟုတ်ဘူးဖြူခွဲပြတာမဟုတ်ဘူးတတိပြန်တဲ့မယ်ခရီးသုံးစုမှတတိပြန်တဲ့မယ်ပြီးတော့မြန်မာနိုင်ငံအတွင်းနေရာတချို့တွေမှာသူတို့တတိပြန်တဲ့မယ်ဒါတွေအားလုံးအားလုံးနော်အဲ့တော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကဒီအရာတွေအားလုံးကိုဒေတာဆုံးတောင်းပေါင်းဆုံးအားလုံးဝိုင်းပြီးတော့မှပိတ်ဆို့ ီးတော့မှဒီကြားပြတ်နေကိုအမိပြတ်သွားအောင်ဝိုင်းဝန်းပြီးတော့မှပူပေါင်းပါဝင်မှုအတွက်အင်မတန်မှလိုအပ်ပါတယ်။အဲ့ဒါမှသာလဲကျွန်တော်တို့မြန်မာနိုင်ငံကြီးကနှီးမှန်လမ်းမှန်နဲ့ကမ္ဘာစီးပွားလမ်းကြောင်းအမှန်ပေါ်ပြန်ရောက်နိုင်မှာဗျ။မဟုတ်ရင်ဘယ်တော့အခါမှကျွန်တော်တို့မြန်မာငွေကြီးကတန်ဖိုးတက်လာမှာမဟုတ်ဘူး။မြန်မာစီးပွားရေးကလည်းတန်ဖိုးတက်လာမှာမဟုတ်ဘူး။မြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေမျိုးဆက်တစ်တွေဘလောက်ပဲကြိုးစားကြိုးစားတဲတဲရည်တုံပဲဖြစ်မယ်တဲတဲရည်တုံပဲဖြစ်မယ် ပြည်မြန်မာနိုင်ငံမှာရှိနေတဲ့ပညာရှင်တွေမျိုးဆက်သစ်တွေရဲ့ဘဝတွေက ID နီးပညာရှင်တွေရဲ့ဘဝတွေကကြားဖြတ်နေရဲ့ကြီးကျုံနေကြားဖြတ်နေရဲ့အသုံးတော်ခံနေကြားဖြတ်နေရဲ့ငွေမဲနဲ့ကစားတဲ့အောက်မှာကြီးကျုံနေဘဝတွေကိုကျွန်တော်တို့ရောက်နေအဲ့လိုမျိုးဘဝအတိတ်ရနေလွတ်အောင်ဒါကျွန်တော်တို့လူကြီးလုံးမဲ့လူတွေပေါ့နော်ဝင်ကြီးလုံးမဲ့သူတွေဝင်ကြီးလုံးမဲ့သူတွေနေဆက်ရမှာဥဆောင်မဲ့သူတွေကစိတ်ထားလာဖို့အတွက်လိုအပ်တယ်ညံအမျော်မြင်ရှိဖို့အတွက်လိုအပ်တယ်ကဘာအေး အမြင်နဲ့ရှိဖို့အတွက်လိုအပ်တယ်။ကမ္ဘာစီးပွားရေးအမြင်ရှိဖို့အတွက်လိုအပ်တယ်။လူငယ်တွေမျိုးဆက်တစ်တွေကိုဘယ်လမ်းပေါ်မှာခြားခဲ့မှာလဲလူကြီးလောက်တာလူကြီးတက်လောက်တာဘာကြောင့်လူကြီးတက်လောက်နေကြတာလဲ။နော်ခေါင်းဆောင်တက်လောက်နေကြတာဘာကြောင့်ခေါင်းဆောင်တွေတက်လောက်နေကြတာလဲ။လူဆောင်အရင်မြစ်တွေကိုတက်လွဲလမ်းမောက်ပို့ဖို့အတွက်လောက်နေတာလား။ဒါတွေတိတ်အရေးကြီးပါတယ်။အဲ့ဒါကြောင့်ပါ ဲ့တော့မိဘကြီးကိုဘာဘာတွေအားလုံးဒါလေးကတော့ဒါကျွန်တော်ပြပြချင်ပါတယ်အဲ့တော့ဒါလက်ရှိပြပြတဲ့ပတ်သက်ပြောပါကျွန်တော်အရေးတော့အကြဲအကျိုးပြောပါတယ်အခုလက်ထပ်ပြောပါတော့အဲ့ဒါပါအဲ့တော့အခုတည်ထားမှာတခုကကြားဖြတ်နေရဖြူပြတယ်တနေရာမှာထက်တီဆောင်းနေတယ်အခုလက်ရှိလက်ညှိုးထိုးပြမယ်ဆိုဖရားသုံးစုမှာသွားစစ်ကြည့်ဖရားသုံးစုမှာကြားဖြတ်ပြန်တီဆောင်းနေတယ်သွားစစ်ကြည့် ညီချောင်းတော်ဟိုတယ်တို့မှာရောနောက်ပြည်တွင်းထဲမှာကောရန်ကုန်မှာတော့ရှိတဲ့ကြားပြန်နေတရွတ်သင်တန်းတော်ပေးနေတယ်ဟုတ်ပြီလားအားလုံးကစက်စက်ကောင်စီနဲ့ပူပေါင်းပြီးလှုပ်တဲ့အရာတွေကြီးပဲစစ်အာဏာရှင်နဲ့ပူပေါင်းပြီးလှုပ်တဲ့အရာတွေကြီးပဲဖြစ်တယ်နော်ကဲ okay. ကျေးဇူးတင်ပါတယ်ဒီနေ့မနက်ဒီလောက်ပဲเนาะအားလုံးမိဘညီကိုမောင်နှမများအဲ့တော့ပြည်တွင်းမှာရှိနေတဲ့ပြည်သူလူထုများပြည်ပမှာရှိနေတဲ့ပြည်သူလူထုများနိုင်ငံတကာမှာရှိနေတဲ့ပြည်သူလူထုများเนาะအစအစရရအတူဒါကျွန်တော်မြန်မာနိုင်ငံကိုစောင့်ကြည့်ပေးပါเนาะโอเคအရေးအကြီးဆုံးတော့အချိန်ရောက်နေပါပြီ